ီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငယ်ချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့အရှင်မင်းကြီးအရှင်ယသိကြီးဒီမှာပဲသတင်းသုံးမှာသူကတရသည်နဲ့လှူဒန်းထောက်ပံ့မယ်ဆိုမနေတော့ဘူးငါပြန်တော့မယ်ငါနေရငါပြန်တော့မယ်ဒီမှာဆက်မနေကြတော့ဘူး တန်ဝေကတွေရပြီးသေကြီးကပြန်ညင်တယ်ဆိုတော့အဲ့ဒီပြိတ္တန်ကသူတကိုယ်နဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရသေးကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအဲ့ဒီဇာလံကလေးတစ်ခုရှိ950ဆင်းကိဉ္စန္ဒဆိုတဲ့ဇာလံအဲ့ဒီဇာလံမှာကြည့်မယ်ဆိုလို့ရှိရင်အဖြူအမဲတွဲပြီးတော့လှုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တန်ဟာမာရုံးဆိုရင်ညစံနေခံ နေခံညဆံဆိုတဲ့ဘဝမျိုးပေါ့